မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်ဒုက္ခဝိုင်းနေတဲ့စစ်ကောင်ဆောင်မရောက်လိုက်ကိုစစ်တပ်ကလူစားထုမလားဆိုတဲ့စောင်းပါတင်ဆက်ပေးပါမယ်ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေအတွက်စစ်ကောင်ဆောင်မရောက်လိုက်က2021ခုနှစ်ဆီအာနာသိမ်းမှုစန့်ကျင်သူများကိုထောင်ချတဲ့တပြက်တဲ့ရက်ဆက်ကြံကြုတ်တဲ့အာနာရှင်တော်လိုင်းအင်အားစုများထိန်းချုပ်ထားတဲ့ဒေသတွေကိုပုံကျဲဖို့လက်မညွတ်နဲ့အာနာယူဖြစ်ပါတယ်မက်ဂနီဂျူ9.8ရှိဖြတ်အားပြင်းနဲ့မလ28ရက်နေ့ငလင်တန်ခံရတဲ့တော်လိုင်းအင်အားစုထိန်းချုပ်မြို့ရွာ ကိုတောင်မှချမ်းသာမပီးနိုင်ငံမှာရိုဟင်ဂျာမွတ်စလင်လူနည်းစုကိုပြင်းထန်တပ်ပြီးဖိနှိပ်တဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုအတွက်သူမှရာဇဝတ်မှုတာဝန်ရှိရလို့ယုံကြည်ရတဲ့အကျိုးအကြောင်းခိုင်လုံတဲ့အကြောင်းရင်းရှိတာကြောင့်နယ်သာလန်နိုင်ငံဒီဟိမ့်မှာအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ကဖမ်းဝရမ်းထုတ်ဖို့တောင်းဆိုထားပါတယ်။လွန်ခဲ့တဲ့လနေ့ကအာနာသိမ်းပြီးနောက်စစ်ကောင်စီဥက္ကဋ္ဌအဖြစ် နိုင်ငံကိုအုပ်ချုပ်နေတဲ့မင်းအောင်လိုင်းကနိုင်ငံတကာမှာရခိုတပ်ပုံမှုဆိုးရွားတဲ့ကုန်တင်မရှိနိုင်တော့သလိုပြည်ရင်းပြည်ပမှာမြန်မာပြည်သူတွေကလည်းဆက်ဆုံမုန်းတီးကြပါတယ်စစ်တပ်တွေမှာသူနဲ့ခေပြိုင်တွေကမင်းအောင်လိုင်းကအားနေပြီးဆုံးဖြတ်ချက်မပြတ်သားလို့မြင်ကြတဲ့စစ်ကောင်ဆောင်နေတဲ့နိစက်တဲ့တရင်အရင်မြစ်တွေရဲ့အဆိုအရသူကလူမျိုးစုနဲ့နိုင်ငံရေးခုခံတော်လှန်မှုကိုမချေမုန်းနိုင်တာကြောင့်တပ်တွေမကျေနပ်မှုရှိနေကြောင်းသိရပါတယ်ဒါကြောင့်ပုံမှုလက်ဆပြင်းသူတအုပ်လိုအပ်နေပါတယ်စစ်တပ်က၎င်းတို့အချင်းချင်းကြအကွဲအပြဲကိုမဖော်ပြလိုတာကြောင့်သူ့ကိုမဖြုံချ နိုင်ပါဘူး။ဒါပေမဲ့သူ့ကိုဘေးဖယ်ထုတ်ထားနိုင်ပါတယ်။စကောက်စီကအခုနှစ်ကုန်ဒါမှမဟုတ်လာမယ့်နှစ်ဆန်းပိုင်းမှာပြုလုပ်မယ့်အထွေထွေရွေးကောက်ပွဲအတီးမှာသူ့ကိုအရက်သားတမရရာလူတိုးပေးပြီးစစ်တပ်မှနှုတ်ထွက်ဖို့ပြောဆိုနိုင်ပါတယ်။ဒီရွေးကောက်ပွဲတွင်ကမြင်များအပြည့်အနာစာမကင်းတည်ဖြစ်စေစစ်တပ်ကလူချင်းနေတဲ့တရားဝင်မှုကိုဒေတာတွေမှအနည်းဆုံးရှာနိုင်မှာဖြစ်ပါတယ်။ 1969ခုနှစ်နိုင်ငံတော်အေးချမ်းတာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီနာအဖဖြစ်လာတဲ့ရခိုင်စင်အုပ်စုနိုင်ငံတော်ညီဝတ်ပြပြမှုတည်ဆောက်ရေးဖွဲ့နဝတ္တခေါင်းဆောင်ဦးတန်းရွှေငိမ့်စားယူပြီးပုံမိုးဖွဲ့စည်းပုံအခြေခံဥပဒေစံနဲ့ အစိုးရပုံစံကိုခွင့်ပြုရန်ဆုံးဖြတ်တဲ့အခါမင်းအောင်လှိုင်နာမည်ထွက်လာပါတယ်။1992ခုနှစ်မှာအာဏာရတဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေနဲ့သူ့ရခင်စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးစောမောင်အောင်မှာမြန်မာဟာဆိုးရွားတဲ့လူခွင့်ရေးမှတ်တမ်းကြောင့်နိုင်ငံတကာအသိုက်အဝန်းမှာအထူးကြံဖြစ်လာတယ်။1988ခုနှစ်မှာနာအဖကိုဖွဲ့စည်းပြီးနိုင်ငံတော်အာဏာကိုသိမ်းပိုက်တဲ့အခါထောင်ပေါင်းများစွာသောဆန္ဒပြသူတွေကိုပစ်တတ်တယ်။အမည်သည့်ပြောင်းလဲလိုက်တော့လဲစေအုပ်စုကအလားတူဆက်လက်ဖိနှိပ်နေပြီးတရုတ်ကအနီးဆက်ဆုံးပြည်ပမိတ်ဆွေဖြစ်ကအနောက်တိုင်းကအရေးယူပိတ်ဆို့မှု သဘင်ပေါက်လာကြတယ်။ဒါပေမဲ့တရုတ်ပေါ်မိခုံမှုကအလွန်ကြီးမားလာပြီးဒီကိစ္စအတွက်တစုံတရာလောက်ရမှာကိုစစ်ကောင်စောင်းတန်းရွှေသဘောပေါက်တယ်။စစ်တပ်ရဲ့ကြီးကြပ်မှုဖြင့်ရေးဆွဲတဲ့ဖွဲ့စည်းပုံခြေခံဥပဒေတစ်ကိုလူမှုဆန္ဒခံယူပွဲလုပ်ပြီး2008ခုနှစ်မှာအတည်ပြုတဲ့အခုလူမှုဆန္ဒခံယူပွဲကအတူရောင်ဖြစ်တယ်လို့ပြင်ပကဘာကပေးချတယ်။အထွေထွေရွေးကောက်ပွဲကို2010ပြည်နှစ်နိုဝင်ဘာမှာကျင်းပပြီးစစ်တပ်ကအဲ့ဒီရွေးကောက်ပွဲမှာ၎င်းရဲ့ပါတီဖြစ်တဲ့ပြည်တော်စုကြန့်ခိုင်နဲ့ဖွံ့ဖြိုးရေးပါတီ USDP အကြီးအကျယ်နိုင်ရစေဖို့ပြုလုပ်တဲ့

အဲ့ဒီတုန်းကအသက်88နှစ်ရှိပြီဖြစ်တဲ့စစ်ကောင်းဆောင်တန်းရွှေကအငိမ့်စားယူဖို့အသင့်ဖြစ်လာတယ်။ဒါပေမဲ့သူကသူ့ရခင်စစ်ကောင်းဆောင်နေဝင်းနဲ့စောမောင်ကဲတို့စော်ကားမှုတွေကိုတော့ရှင်မဆိုင်လို့ဘူး။ဦးနေဝင်းက1962ခုနှစ်မှ1988ခုနှစ်အထိအုပ်ချုပ်ပြီး2000ခုနှစ်ဒီဇင်ဘာလမှာတည်ဆုံပါတယ်။သူတည်ဆုံကြောင်းကိုစစ်တပ်ကမကြေညာဘဲသူ့နိုင်ရေးကိုအရာရှိလက်တဆုပ်စာသာပို့ဆောင်နေ။အဲ့ဒီနောက်1988ခုနှစ်မှ1992ခုနှစ်အထိနာဝတကောင်းဆောင်ဖြစ်ခဲ့သူစောမောင်လည်းရောက်ပြီး ်စိတ်ကျမ်းမာရင်မကောင်းပဲစိတ်မတည်မငြိမ်ဖြစ်လာတာကြောင့်ယာဒူးမနှုတ်ထွက်ခံခဲ့ရင်1998ခုနှစ်ဇူလိုင်လမှာမထင်မရှားဘဝနဲ့အသက်68နှစ်မှာနှလုံးရောဂါကြောင့်လို့ဆိုပြီးတည်ဆုံနေ သူရဲ့အစဉ်လာကိုထိန်သိမ်းဖို့နဲ့သူရဲ့မိသားစုအနာဂတ်လုံခြုံရေးအတွက်ဦးတန်းရွှေကသူ့ကိုဆက်ခံမဲ့သူ့ကိုတဝူးနဲ့မခံမဲ့သုံးခန်းနဲ့နာဖာတွင်ရင်မှုဦးသိန်းစိန်ကဆင်ရဒူမှနှုတ်ထွက်ပြီး2017ခုနှစ်မလ30ရက်နေ့မှာနိုင်ငံရဲ့တမရတိဖြစ်လာတဲ့အဲ့ဒီနေ့မှာပဲမင်းအောင်လှိုင်ကိုသူ့ထက်ဝိုင်းရင်သူအများပြားကိုကြော်ပြီးမြန်မာလက်နက်ကင်တပ်တွင်ရဲ့စေဦးစီးချုပ်ခန်းနဲ့အတိရွေးချယ်တဲ့လွတ်တော်နှစ်ခုရဲ့ဥက္ကဋ္ဌရာထုကိုသူရဦးရွှေမန်းကိုပြီးတဲ့ဦးတန်းရွှေရဲ့လူယုံတော်ဦးဖြစ်တဲ့သူရဦးရွှေမန်းကစေဦးစုခေါင်းဆောင်နဲ့ 2011ခုနှစ်မလမှာအနားယူတဲ့ဒုတိယခေါင်းဆောင်မောင်အေးပြင်းနာအဖမှာတတိယဩဇာအကြီးမားဆုံးဖြစ်တဲ့2013ခုနှစ်မေလမှာသူရရွှေမန်းကိုဦးသိန်းစိန်ရဲ့ USDP ဥက္ကဋ္ဌရာထူးမှာအစားထိုးပြီး2015ခုနှစ်နိုဝင်ဘာလမှာစီစဉ်ထားတဲ့နောက်ရွှေကောက်ပွဲအပြီးမှာသမရဖြစ်လာဖို့စီစဉ်ခဲ့တယ်။အဲဒီနောက်အမှန်တကယ်အန်ဩစရာဖြစ်လာတဲ့နိုင်ငံရေးကျင်းသားတွေကိုလွှတ်ပေးပြီးဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင်နိုင်ငံရေးပါတီများကိုအစိုးရမဟုတ်တဲ့ဖွဲ့စည်းများ ာတပ်ဖွဲ့လွတ်လပ်စွာလှုပ်ရှားခွင့်ပေးရင်1962ခုနှစ်မှာပထမဆုံးစစ်အာဏာသိမ်းပြီးနောက်ပိုင်းတရင်လွတ်လပ်ခွင့်ပထမဆုံးစတင်ကျင့်သုံးပြီးအမြင့်ပြည့်စင်ရင်သွင်းထားတဲ့နိုင်ငံသားတရင်ထောက်လေကိုတော့နိုင်ငံတွင်းဝင်ခွင့်ပြုတယ်ဒီလိုလှုပ်ခြင်းကအလုပ်ဖြစ်ပြီးညရင်းချင်းနိဗ္ဗာန်မှာမြန်မာဟာနိုင်ငံတကာအပေခံဘဝမှာအနောက်တိုင်းရဲ့သဘောကျဖြစ်လာတယ် အနောက်တိုင်းခေါင်းဆောင်တွေကထူးခြားတဲ့အပြောင်းလဲတွေကို၎င်းတို့ကိုယ်တိုင်ကြည့်ဖို့မြန်မာကလာကြပြီးတရုတ်ကအရှုံးသမားဖြစ်သွားပုံရတယ်။ကနအူးမှာအရာရာကစီစဉ်ထားတဲ့အတိုင်းဖြစ်ပုံရတယ်။ဒါပေမဲ့အဲ့ဒီတုန်းကပြပလီလာသူရေးသားထားတဲ့အတိုင်းဦးသိန်းစိန်ကလွတ်လပ်စွာလုပ်ကိုင်နေတဲ့မြန်မာကော်ဘတ်ချက်မဟုတ်သူဟာဦးသန်းရွှေနဲ့အနီးကပ်ဆုံးလူများ၂008ခုနှစ်ဆန္ဒခံယူပွဲနဲ့၂010ရွေးကောက်ပွဲမတိုင်ခင်ကပင်တေချာရေးဆွဲခဲ့တဲ့မဟာစီမံကိန်းအတိုင်းလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ဦးသိန်းစိန်က2020ပြည်နှစ်ဇန်နဝါရီလမှာစတက်ရမူဝါရတွေကိုထောက်ခံပြီး င်မြန်မာနိုင်ငံကပိုင်တဲ့အမျိုးဘာသာချင်းချမှုခံနေရကြောင်းပြောကောင်နိုဝင်ဘာမှာကျင်းပမဲ့ရွေးကောက်ပွဲမှာနိုင်ငံတို့ကာကွယ်မဲ့ကိုယ်စားလက်ကလောင်းတွေကိုမဲပေးဖို့ပြောတဲ့အခါသူရဲ့စစ်မှန်တဲ့အတွင်းတရုတ်ကိုလည်းပြတယ်စစ်အာဏာသိမ်းပြီးနောက်မှာစစ်တပ်ဒလန်ဖြစ်တယ်လို့ဆိုပြီးတန်နီယာကြောင့်တပ်ဖြတ်ခံရသူများဒရန်ရသူရဲ့မိသားစုဝင်တွေအတွက်ဦးသိန်းစင်ကငွေလုံးနဲ့ပြောစရာမလိုတဲ့ကိစ္စမှာသူကစစ်အာဏာသိမ်းမှုကိုငြိမ်းချမ်းစွာစန့်ကျင်ဆန္ဒပြတာကြောင့်စစ်တပ်နဲ့ရဲကပြစ်တက်ခံရသူရဲ့မိသားစုတွေအတွက်မြည်တီလူရန်ထောက်ပံ့မှုမှမလုပ်ခြင်းဖြစ် ုံမုံပွင့်လင်းတဲ့ကာလ2017မှ2021အတွင်းဖြစ်ပျက်ခဲ့တာတွေကအဲ့ဒီတုန်းကပြည်ပလေးလာသူတွေယူဆသလိုဒီမိုကရေစီအသွင်ကူးပြောင်းရေးနေတမ်းမဟုတ်ဒါပေမဲ့မြမလူဖွဲ့စည်းကိုအပြောင်းလဲဖြစ်စေပြီးစစ်တပ်ကနားမလည်တဲ့စူးစီးအားနဲ့ကျေပြတ်မှုရှိခဲ့တဲ့ပြည်သူတွေက၎င်းတို့ရခိုင်ကမခံစားဘူးတဲ့လွတ်လပ်မှုမှာကျင့်သားရလာတဲ့ပြည်သူတွေကအခွင့်အရေးရတဲ့အခါပထမဆုံးအကြိမ်ဖြစ်2015ခုနှစ်နိုဝင်ဘာလနဲ့ဒုတိယအကြိမ်ဖြစ်2020ပြည်နှစ်နိုဝင်ဘာလတို့မှာ NND ကိုအကြီးအကျယ်မဲပေးကြတယ် ဦးတန်းရွှေကသူ့ကိုစက္ကန့်ဖို့ရွေးချယ်ခဲ့တဲ့ပို့ချုပ်သုံးဦးနဲ့တဦးဖြစ်သူဦးရွှေမန်းကဒီအလင်းနဲ့မျောပါပြီးတောင်ဆန်းစုကြည်ဒီမိုကရေစီကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်များနဲ့စတင်ပူးပေါင်းဆောင်ရွက်တယ်။ဒါပေမဲ့ဒီကိစ္စကပိတ်ပင်ထားတဲ့ကိစ္စဖြစ်ပြီး2016ခုနှစ်ဧပြီလမှာဦးရွှေမန်းကို USDP မှာအချောင်းဝိုင်းအဖွဲ့ဝင်စက္ကန့်နှုန်းနဲ့တူးထုတ်ပေးလိုက်တယ်။2015ခုနှစ်ရွှေကောက်ပွဲကတောင်ဆန်းစုကြည်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ် NLD ဦးဆောင်တဲ့အစိုးရပေါ်ပေါက်စေခဲ့တယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ယာတို့ကတောင် ဆန်းစုကြည်တမနာမဖြစ်နိုင်တာကြောင့်တီထွင်ထားတဲ့ရှာလူဖြစ်တဲ့ 2008ဖွဲ့စည်းပုံအခြေခံဥပဒေကအနီးကပ်ဆွေမျိုးများနိုင်ငံသားတွေဖြစ်တဲ့သူကိုနိုင်ငံအကြီးအကဲယာလူရယူခွင့်ပိတ်ပင်ထားပြီးသူ့ရဲ့သားနှုန်းကမြန်မာနိုင်ငံသားများမဟုတ်စစ်တပ်ကအဲ့ဒီအခြေအနေကိုလက်ခံထားပြီးမြ2020ပြည်နှစ်မှာ NND ဒုတိယကြိမ်တောင်ပြိုကမ်းပြိုနိုင်တဲ့အခါပို့ချုပ်တွေကတော်သင့်ပြီလို့ဆုံးဖြတ်တယ်။2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့မှာရွှေကောက်ကန်လွတ်တော်ခေါ်ယူကာနီမှာမင်းအောင်လှိုင်ရဲ့တပ်တွေနဲ့တန်ချက်ကရှင်များနေပြည်တော်နဲ့နိုင်ငံရေးစီးပွားရေးမြို့တော်ရှန်ကုန်ကိုဝင်လာတယ်။တောင်အောင်ဆန်းစုကြည်ရွှေကောက်ကန်လွတ်တော်ကိုယ်စားလှယ်များ နဲ့ NLD အဖွဲ့ဝင်ရှားပေါင်းများစွာဖမ်းဆီးခံရပါတယ်။ ဆီယာနာရှင်စနစ်ရဲ့ထုံးစံဖြစ်တဲ့အတိတ်နည်းရမြပြန်လာတာကိုပြည်သူများမမြင်တွေ့လို့ကြောင့်မကြမီထင်ရှားတယ်။ကနအူးမှာပြည်သူတွေကဆီယာနာသိမ်းမှုကိုစက်ကျင်ကက်ကွက်တော့လဲပြစ်သက်ခံရတယ်။အဲဒီနောက်အဓိကအားဖြင့်လူငယ်တက်ကြွလှူရှားသူထောင်ပေါင်းများစွာကလက်နက်ကင်ဒေါ်လာရင်းကိုရွေးချယ်ကြပြီးမြန်မာနေဆက်မှာလှူရှားနေတဲ့တိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းတွေနဲ့ပူးပေါင်းလှူကြသလိုတချို့ကလည်းလွတ်လပ်စွာလှူရှားကြတယ်။1948ခုနှစ်မှာပြည်ထောင်ထံမှလွတ်လပ်ရပြီးတဲ့နောက်မြန်မာဟာပြည်ရင်းပဋိပက္ခတွေကြောင့်အစိမ့်စိမ့်မှမှာကွဲနေတော့လဲ2021 င်အာဏာသိမ်းမှုနောက်ပိုင်းဖြစ်လာတဲ့တိုက်ပွဲရဲ့အတိုင်းအတာကလက်တော်သမိုင်းမှာမကြုံစက်ဘူးဖြစ်လာတယ်။မင်းအောင်လိုင်ကိုဦးတန်းရွှေကစေဦးစည်းချုပ်ဖြစ်ရွေးချယ်ခဲ့တာမှာမင်းအောင်လိုင်ကဩဇာသိမ်းမရှိပဲအာဏာရှင်ဟောင်းဖြစ်တဲ့သူ့ကိုမချိန်ချောင်နိုင်တာကြောင့်ဖြစ်တယ်။အခုကမိမိတို့ကအဲ့ဒီအကျိုးဆက်တွေကိုမြင်တွေ့နေရခြင်းဖြစ်တယ်။မင်းအောင်လိုင်ကို1956ခုနှစ်ဇူလိုင်လ 3ရက်နေ့ကမကွေးတိုင်းမင်းဘူးမှာမွေးဖွားတယ်။ရန်ကုန်တက္ကသိုလ်မှာဥပဒေပညာလေ့လာနေစဉ်တတိယကြိမ်မြောက်ကျူးစားပြီးရောက်1984ခုနှစ်မှာပြည်ဦးတွင်စစ်တက္ကသိုလ်တက်ခွင့်ရတယ်။သူကထူးခြားတဲ့ဘူလောင်မဟုတ်ပဲအပတ်စဉ်တူတူတွေကသူ့ကိုရှောင်ရှားကြပြီး1989ခုနှစ်မှာတင်နန်းစင်းနေတယ်။ စစ်အာဏာသိမ်းပြီးနောက် BBC ကဖော်ပြတဲ့အထုပ်ပတိယာသူဟာတာမန်ခြေလင်းစစ်အရာရှိဖြစ်တော်လဲအစစ်စစ်တက်နိုင်ခဲ့ပြီး2009ခုနှစ်မှာအထူးစစ်စင်ရေးအဖွဲ့နှင့်ရဲ့အဖွဲ့မှုဖြစ်လာတယ်။ဒါကြောင့်သူဟာရှမ်းပြည်အရှေ့မြောက်ပိုင်းကိုကန့်မှာစစ်စင်ရေးတွေကိုကြီးကြပ်ပြီးလူတောင်းပေါင်းများစွာကိုတရုတ်ပြည်ကိုနေဆက်ဖြတ်ကျော်ထွက်ပြေးအောင်လုပ်တယ်။ BBC ရဲ့အဆိုအရလူသတ်မှုအဓမ္မပြုကျင့်မှုနဲ့မိရှုမှုတွေအတွက်သူရဲ့တက်တွေကိုဆွဆွဲချက်တွေရှိတော်လဲမင်းအောင်လိုင်းကအရှာဒူးဆက်လက်မြင့်တက်လာပြီး2010ပြည်နှစ်မှာ COC ချုပ်ဖြစ်လာတဲ့ DA ချင်း တွေနဲ့စစ်ကောင်းဆောင်တန်းရွှေကိုတစ္ဆာခံမှုကြောင့်ပဲထိတ်ဆုံးရောက်လာတယ်လို့တချို့ကပြောပါရယ်။ ဖေဖော်ဝါရီလ၂ရက်နေ့မှာအသက်62နှစ်ရှိလာတဲ့ဦးသန်းရွှင်ကမင်းအောင်လိုင်ကိုကြာကြာကာကွယ်ပေးနိုင်တော့မှာမဟုတ်ပဲဦးသိန်းစိန်နဲ့ဦးရှင်မန်းတို့ဩဇာကျဆင်းသွားတာကြောင့်အာနာရှင်ဟောင်းရဲ့အစဉ်အလောင်းမကြာမီကုံဆုံးတော့မှာဖြစ်ပါတယ်။တခြားတစ်ဖက်မှာမင်းအောင်လိုင်ကထင်ရှားတဲ့အားနည်းချက်တွေရှိသည့်တိုင်ဒေသတွေမှာထင်ရှားလာပြီးဒီလိုဖြစ်ခြင်းမှာမက်လာငလင်အပီသူ့ရဲ့အခမ်းကဏ္ဍကြောင့်ဖြစ်ပါတယ်။အဓိကအားဖြင့်ပြည်ပမှလာတဲ့ကေဆိုင်လုံသားများအပြည့်ဝကုညီကေဆိုင်အားထုတ်နေစဉ်စစ်ကောင်းဆောင်မင်းအောင်လိုင်က တောင်နဲ့အရှေ့တောင်အာရှခုနှစ်နိုင်ငံစုနှစ်ပွဲဖြစ်တဲ့ဘင်္ဂလားပင်လယ်ော်စီးပွားရေးနဲ့နည်းပညာဆိုင်ရာဗတ်ဆောင်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့အစဉ်ဘင်စတတ်ထိပ်သီးအစည်းအဝေးပွဲတက်ဖို့ထိုင်းနိုင်ငံဘန်ကောက်ကိုသွားတယ်။ဒီခီးစဉ်က2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့ပထမဆုံးဘန်ကောက်ခီးစဉ်ဖြစ်ပြီးထုံးစံအတိုင်းအရတားဝတ်ဆောင်ဝင်ပြီးအခြား6နိုင်ငံကောင်ဆောင်တွေနဲ့ဓာတ်ပုံရိုက်ခွင့်ရတယ်။တိုင်းဝန်ကြီးချုပ်ပီတောင်နက်ရှင်နာဝက်အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီနီဘောဝန်ကြီးချုပ်ကေပီရှာမာအိုလီဘူတန်ဝန်ကြီးချုပ်ရာရင် တောက်ကေတီရီလင်္ကာဝင်ကြီးချုပ်ဟာရီနီအမရာစူရီးယားနဲ့ဘင်္ဂလားဒေ့ရှားပြတ်အစိုးရအကြံပေးအရာရှိချုပ်မူဟာမက်ယူနွတ်တို့နဲ့တပ်ဖွဲ့ရိုက်ခွင့်ရတယ်။မြန်မာမှာစစ်အုပ်ချုပ်ရေးကိုဒီလိုလက်ခံခြင်းကငလင်နဲ့ငလင်ကြောင့်ဖြစ်လာတဲ့ဒေသရင်းအစိုးရများနဲ့ပြည်သူများရဲ့စာနာမှုကြောင့်မဟုတ်ရင်ဖြစ်လာစေရမရှိစစ်ကောင်စီကိုပြောင်းကြကြထောက်ခံတာကြောင့်ဖြစ်လာမဲ့မြန်မာပြည်သူတွေရဲ့စန့်ကျင်မှုကိုကနအူးကစိုးရိမ်နေတဲ့တရုတ်နိုင်ငံကသတိကြီးကြီးထားပြီးစစ်ကောင်ဆောင်မင်းရောက်လိုက်တဲ့နှစ်ပေါင်းများစွာကင်းကင်းနေတယ်။ ဒါပေမဲ့သူကရုရှားနိုင်ငံမော်စကိုမှာကျင်းပတဲ့ရုရှားရဲ့မေလ၈ရက်အောင်ပွဲနေ့ခန်းနာအတွင်းမေလ9ရက်နေ့မှာတရားအစည်းအဝေးမှာတရုတ်တမရရှိချင်းဖြစ်တဲ့တွေ့ဆုံပြီးစစ်ကောင်စီတရားဝင်သတင်းစာ Global New Life of Myanmar အဆိုအရငလင်အပီးလူသားချင်းစာနာမှုအကူအညီတွေအတွက်တရုတ်ကိုကျေးဇူးတင်ကြောင်းပြောတယ်လို့သိရပါဗျ။ဒေါ်လိုင်းအင်အားစုများထိန်းချုပ်ထားတဲ့ငလင်တန်ခမ်းဒေသတွေကိုမြန်မာလီတပ်ကဆက်လက်ပုံကျဲတိုက်ခိုက်နေခြင်းကအရေးမပေါ်တော့ပုံရတဲ့တရုတ်ဟာမြန်မာစစ်တပ်ရင်အထူးကမိတ်ဆွေပြန်ဖြစ်လာပြီးရုရှားနိုင်ငံတနိုင်ငံတွေကသာပြိုင်ဘက် ြစ်နေတယ်ဒီလိုလက်ခံခြင်းရဲ့နောက်ထပ်ခြေလှမ်းတစ်ခုကလာမယ့်ရွေးကောက်ပွဲများဖြစ်ပါတယ်။စစ်ကောင်စီမထိန်ချုပ်နိုင်တော့တဲ့နိုင်ငံဒေသများပြားရှိတာကြောင့်အဲ့ဒီအစီအစဉ်ဟာထင်းရောက်တင်မစိတ်ကူးရင်မှုဖြစ်တယ်လို့ဝေဖန်မှုတွေက ဝေဖန်သူတွေကပင်ချပါရယ်အနောက်တိုင်းအင်အားကြီးနိုင်ငံများစုကလည်းဒီလိုရှူဆမှာဖြစ်ပြီးနေပြီးတော့မှအာဏာရဗိုလ်ချုပ်များကိုဆက်လက်ရှောင်ရှားမှာဖြစ်ပါရယ်ဒါပေမဲ့ဒီကိစ္စကဒေသတွေလုံးဝကွဲပြားခြားနားတဲ့ဇလန်းဖြစ်ပါရယ်တရုတ်အိန္ဒိယနဲ့အရှေ့တောင်အာရှနိုင်ငံများအတင်းအာဆီယံမှနိုင်ငံများနဲ့ဂျပန်ကိုတောင်ဒီကိစ္စကဘာမှမရှိတာထက်ဆိုင်ရင်ပိုကောင်းပြီးလမ်းကြောင်းမှန်ကိုခြေလန်းတလန်းလို့စောတကတက်နိုင်ပါရယ်တစ်ချိန်တည်းမှာပဲအချိန်ကိုနောက်ပြန်လှည့်လို့ရမှာမဟုတ်ဒေါ်လာကြီးကအလုတ်ဖြစ်ညှို့တဲ့မိတ်ပေးကိုကဲမှုမရှိနိုင်ပဲနိုင်ငံလုံးဆိုင်ရာပြဿ နာများထက်ဒေသဆိုင်ရာပြဿနာများအတွက်တိုက်ပွဲအဖြစ်ဆက်လက်ကွဲပြားနေနိုင်ပါတယ်။ဒါပေမဲ့ဒီအတွင်းပဋိပက္ခတွေကပြောက်ွယ်သွားဖွယ်မရှိဘဲစစ်ကောင်းဆောင်မင်းအောင်လိုင်ကအတိုက်ခံတွေကိုချိန်မုံပြီးနိုင်ငံရဲ့အများစုကိုဗဟုသုံးရထိန်းချုပ်မှုအောက်မှာထားနိုင်တဲ့အာဏာရှင်မဟုတ်ပါဘူး။ သူရဲ့လက်ထောက်ဒုတိယစစ်ကောင်ဆောင်စိုးဝင်းကသူ့ထက်ပုံမှုများပြတဲ့တိုက်ပွဲအတွင်းကြုံရှိပြီးပုံမှုသဘောထားတင်းမာကစစ်တပ်မှထိတ်ဆုံးရာထူးရနိုင်သူဖြစ်မြင်ကြပါတယ်။လီလာစောင့်ကြည့်သူတွေနဲ့သူတီတီတွေကစောင့်ကြည့်ုံသာတက်နိုင်ပြီးတနစ်ခတ်အတွင်းမှာတမရမင်းအောင်လိုက်နဲ့စေအုပ်စည်းချုပ်စိုးဝင်းဖြစ်လာနိုင်ပါတယ်။ ဒီလိုမဟုတ်ဖြစ်မလာနိုင်ကြောင်းလည်းတွေ့ရပါတယ်မြန်မာစစ်ကောင်းဆောင်ပိုင်းကရခိုင်ဆိုဗီယက်ယူနီယံကိုခရီးမင်းနန်းတော်ရေးဆောင်ကြည့်သူတွေအတွက်ပွင့်လင်းမှုမရှိသလိုဒီနေ့တရုတ်နဲ့အခြားအာဏာရှင်နိုင်ငံတွေလိုဖြစ်ပါတယ်ဒါပေမဲ့ဖြစ်နိုင်တာကကြိုမြင်နိုင်တဲ့အနာဂတ်မှာစစ်တပ်ကတနည်းနည်းနဲ့အာဏာဆက်လက်ရနိုင်မယ်သဘောရှိရလို့ရေးသားထားတာကိုတင်ဆက်ပြလိုက်ရပါတယ်ရှင်